နောက်ထပ်မေးလို့ရမေးခွန်းကတော့ဒီပြည်တော်တွေရဲ့တန်တရားဟာဗမာစပြီးတော့ဗမာဆုံးနိုင်မှာလဲရှင်ဗျာတခြားဘာသာတွေကတော့ဖန်ဆင်းရှင်မှာစပြီးတော့သူတို့ရဲ့ဖန်ဆင်းရှင်ဖျားမှာပဲဆုံးနိုင်လို့ဆိုပါတယ်အကယ်၍ဒီပြည်တော်တို့ဘာသာမှာတန်တရားဟာအစမရှိအဆုံးမရှိဆိုလို့ရှင်ဗုဒ္ဓဘာသာကို infinity ဝါဒလို့သတ်မှတ်လို့ရှင်ရောရနိုင်မှာလားရှင်ဗျာတန်တရားဟာဘယ်မှာစပြီးဘယ်မှာဆုံးတယ်လဲအဆုံးကတော့ရှိတယ်မှန်ပါဗျာ တရားဓမ္မကျင့်ပြီးတော့နိဗ္ဗာန်ရသွားရင်ဒါတန်တရားအဆုံးလို့ပြောတယ်မှန်ပါဗျာအစကဘယ်မှာစတာလဲလို့ဆိုအလုံးကိုရှေ့ကြတဲ့ဟာကိုအစရှာမယ်ဆိုလို့ရှိရင်တော့ကဘာပေါင်းမြောင်များစွာလက်ရှာနေလို့အစမရှိဘူးလို့မြတ်စွာဘုရားမဟုတ်ဘူးမှန်ပါဗျာအစကိုမသိနိုင်ဘူးလို့ဟောတယ်မှန်ပါဗျာမရှိဘူးနဲ့မသိနိုင်ဘူးကကွဲပြားတယ်မဟုတ်လားကွဲပြားပါတယ်တင်ပါဗျာမြတ်စွာဘုရားဟောတာကတန်တရားအစမရှိဘူးလို့ဟောတာမဟုတ်မှန်ပါဗျာ အနမတက်ကောယံဘိခွေတန်တာရောဒီတန်တရာကြီးဟာဘယ်တော့ဆက်ရဲတယ်ဆိုတဲ့အစကို မသိနိုင်ဘူးလို့ပြောတာနောက်ကြောင်းပြန်ကြည့်တော့လည်းအစကိုမသိနိုင်ဘူးဥပမာမဲ့ဆိုတော့မျိုးစိတ်လေးတစ်ခုရဲ့အစကိုရှာကြည့်အောင်တရက်စိတ်လေးတစ်ခုဒီတရက်စိတ်ဘယ်အရာလဲတရက်ပင်ကရတယ်တရက်ပင်ဘယ်အရာလဲတရက်စိတ်ကရတယ်အဲတရက်ပင်နဲ့တရက်စိတ်ကိုအစရှာကြည့်မယ်ဆိုရင် ရှာဖို့တွေးနိုင်ပါမလားတွေးနိုင်ပါဘူးကျက်မနဲ့ကျက်ဥကျက်ဥကဘယ်အရာကျက်မအရာကျက်မကြတော့ဘယ်အရာကျက်ဥကအရာအဲကျက်မကျက်ဥလည်းပဲရှာလို့ရမှာမဟုတ်ဘူးမှန်ပါဗျာဘာကြောင့်လို့ဆိုရင်အလုံးကိုရှည်လျားနေတဲ့အရာကြီးတစ်ခုကိုအစကိုသွားပြီးတော့ရှာလို့မရနိုင်တဲ့အတွက်ကြောင့်မသိနိုင်သောအစရှိတယ်အစကိုမသိနိုင်ဘူးဘာကြောင့်မသိနိုင်တာတော့ဆိုသိရှည်ဝေးနေတယ်မင်းလိုက်လည်းပဲတွေးမှာမဟုတ်ဘူး မတွေ့နိုင်တော့ရှိသေးတယ်မှန်ပါဗျာမတွေ့နိုင်တာကိုလိုက်ရှာနေရင်မင်းဘဝမှာကောင်းရတွေလုပ်ဖို့ရအခွင့်အရေးရှိတော့မှာမဟုတ်တော့ဘူးမှန်ပါဗျာဆိုတဲ့အနေနဲ့မြတ်စွာဘုရားတန်တရာအစကိုမသိနိုင်ဘူးလို့ပဲဟောတယ်မရှိဘူးလို့ဟောတော့မဟုတ်ဘူးဒါကအမှန်တကွနော်မှန်ပါဗျာခြားပါတာယူဆများကဖះမှာစပြီးဖះမှာဆုံးနေဆိုတာလေဒါတော့မပြောရဘူးသူတို့ပြောတဲ့ဟာကိုပြောရမယ်ဆိုရင် creator လို့ခေါ်တယ်ဖန်ဆင်းရှင်ကစတယ် သူတို့မှလည်းဖန်ဆင်းရှင်ဝါဒကိုလူတိုင်းလက်ခံတာမဟုတ်ဘူးမှန်ပါဗျာအိန္ဒိယဖီလိုဆိုဖီကိုဖတ်ကြည့်လို့ရှင်ဒီစံခယဖီလိုဆိုဖီဆိုတာရှိတယ်စံခယဖီလိုဆိုဖီမှာ ပကတိသဘုတ်တန်နဲ့ဆိုရင်ပရကရတိလို့ခေါ်တယ်မှန်ပါဗျာအဲပရကရတိဆိုတဲ့အရာကနိစ္စထာဝရဘယ်တော့မှမပျက်စီးတဲ့အရာတစ်ခုမှန်ပါဗျာအဲ့ဒါကို ပုရုရှာဆိုတဲ့အရာတစ်ခုနဲ့ပေါင်းလိုက်တဲ့အခါအသက်ဝင်လာပြီးတော့လှုပ်ရှားတယ်လို့သူတို့သုံးတယ် မှန်ပါဗျာ။စံခေယဖြစ်လို့ဆိုပြီးရ။မှန်ပါဗျာ။ဘာသာတရားဘာသာအယူဆလို့ဆိုတဲ့အထက်မှာတအားများတဲ့အယူဘာသာအယူဆတွေဟာတမှန်ဗျာ။အခုခေတ်ပြောနေတဲ့ခရစ်ယာန်တို့အစ္စလာမ်တို့တွေမဟုတ်ဘူးအများကြီးပဲရှိတယ်။နော်။အများကြီးရှိတော့ဖခင်မှစပြီးဖခင်မှဆုံးတယ်လို့ပြောတဲ့လူတွေဟာ creator ကိုလက်ခံတဲ့လူတွေ၊ God ကိုလက်ခံတဲ့လူတွေအတွက်သာဖြစ်တယ်။မှန်ပါဗျာမှန်ပါ။ God ကိုလက်မခံတဲ့လူတွေအများကြီးရှိတယ်။မှန်ပါဗျာ။နော်။အဲကြောင့်မို့ဖခင်မှစပြီးဖခင်မှဆုံးတယ်ဆိုတာ ဘေဝရတော်လို့ပြောရမယ်ဆိုလို့ရှိရင်ဟိန္ဒူအစ်စင်ဟိန္ဒူအစ်စင်ဆိုဟိန္ဒူဝါဒကိုကြည့်မယ်ဆိုရင်သူတို့ကိုမြမာဆိုတဲ့ခေါင်းကနေပြီးတော့ဖန်ဆင်းလိုက်တယ်မှန်ပါဗျာဖန်ဆင်းလိုက်ပြီးတော့နောက်ဆုံးမှဒီမြမာကြီးနဲ့ပြန်ပေါင်းလိုက်လို့ရှိရင်တန်တရာဝကလွတ်တယ်ခေါ်တယ်မှန်ပါဗျာအဲ့ဒါမျိုးကြတော့ဖျားမစားပြီးဖျားမဆုံးနဲ့လို့ပြောလို့ရတယ်မှန်ပါဗျာနော်မှန်ပါဗျာဒါကဟိန္ဒူဝါဒ ဗမာဆိုတာလဲနောက်ပိုင်းကျတော့သူတို့ကတတ္တဝါမဟုတ်တော့ဘူးတကုရှင်မဟုတ်တော့ဘူးတဘာဝတရားတစ်ခုဖြစ်တယ်ဗမာပြန်တဘာဝတကနောက်ဆုံးမှာဖီလိုဆိုဖီနဲ့လိုက်ရှာလိုက်တဲ့အခါတဘာဝတရားတစ်ခုကိုသားလဲအဟမသမိဗြဟ္မာဆိုပြီးသူတို့ကသူကိုယ်တိုင်ဗြဟ္မာဖြစ်တယ်အဲ့ဗြဟ္မာလိုက်ပြီးတော့အကောင့်ထဲရှာလိုက်ပြန်တော့မရှိတော့ဘူးနောက်ပိုင်းကျတော့ဗမာပြန်အဲ့လိုတစ်ယောက်ဖြစ်တယ်ဗမာပြန်ဟိန္ဒူမှာဗြဟ္မာဆိုတာကခရီးတာဗမာပြန်ဘိရှင်နုကပရိုတက်တာ ်တယ်မှန်ပါဗျာရှိပန်းဆိုတာက destroyer ဖျက်ဆီးသူမှန်ပါဗျာအဲ့တော့တိဆောက်သူကတယောက်ထိမ့်သိမ့်သူကတယောက်ဖျက်ဆီးသူကတယောက်ဖျားသုံးစုသူတို့မှာမှန်ပါဗျာအဲ့တော့သူတို့မှာဒီရဲတဲ့ဆိုတာလည်းမရှိဘူးပေါ့နော်မှန်ပါဗျာအဲ့တော့သူတို့ရဲ့မောက်ရှာလို့ခေါ်တဲ့လွတ်မြောက်မှုဘဝရဲ့လွတ်မြောက်မှုဆိုတာဖျားသခင်ကဖန်ဆင်းလိုက်တဲ့အခါမကောင်းတဲ့ကံတွေကောင်းတဲ့ကံတွေလှုပ်ပြီးတော့ ကံကြမ္မာရဲ့အနှောင့်အဖွဲ့ထဲမှာတန်တရားထဲမှာတည်တယ်။တည်တာကိုဘုရားသခင်ကဖန်ဆင်းတယ်ဆိုရဲအတိညာရရင်ဝိဇ္ဇာ။မှန်ပါဗျာ။အတိညာဝိဇ္ဇာလို့ခေါ်တယ်။အဲ့ဒီဝိဇ္ဇာရပြီးတော့ဘုရားသခင်ဖန်ဆင်းသူနဲ့ပြန်ပေါင်းထုတ်ခြင်းဟာသူတို့အတွက်နိဗ္ဗာန်ပဲ။မှန်ပါဗျာ။ဒါအဲ့ဒီဟိန္ဒူဝါဒအကြောင်းပြောပြတာနော်။ဗုဒ္ဓဘာသာကအစမရှိအဆုံးမရှိ infinity အယူဝါဒလို့သတ်မှတ်ရင်ဖြစ်နိုင်ပါသလားဆိုတာဒါမဟုတ်။မှန်ပါဗျာ။ အဲ့လိုတတ်မှတ်လို့မရဘူးမှန်ပါဗျာအစားမရှိဘူးလို့ပြောဘူးအဆုံးကလည်းမရှိဘူးလို့ပြောတာမဟုတ်ဘူးမှန်ပါဗျာမြတ်စွာဘုရားရဲ့အဆုံးဝါဒကပါတော့စေအကြောင်းရှိရင်အကျိုးဖြစ်နေမယ်အကြောင်းကုန်ရင်အကျိုးရသွားမယ်ဒါပဲဖျားဟောတာနော်ဣမတမိန်တတိဣရန်ဟောတိဒါရှိနေရင်ဒါရှိနေမှာပဲဖြစ်တယ်ဒီအကြောင်းတရားတွေရှိနေရင်အကျိုးတရားတွေရှိနေမှာပဲဣမတဥပါဒာဒီအကြောင်းတရားတွေဖြစ်ပေါ်လာခြင်းကြောင့် ဣဒံဥပိသတိဒီအကျိုးတရားတွေအဖြစ်နေမှာပဲဟုတ်ပါဘူးဣမတ်သမေအတတိဣဒံနာဟောတိဒီအကြောင်းတရားမရှိတော့ဘူးဆိုရင်ဒီအကျိုးတရားလည်းမရှိနိုင်ဘူးဣမတ်တနိရောဓာဣဒံနိရောသတိဒီအကြောင်းတရားချုပ်သွားလို့ရှိရင်ဒီအကျိုးတရားတွေလည်းချုပ်သွားမယ်ဆိုပါစို့ဥပမာတစ်ခုပြောမယ်ဆိုရင်အခုအလင်းလေးရနေတယ်မှန်ပါဗျာအလင်းရနေတာဒီထဲမှာအမောင်းထဲမှာအလင်းရနေတာလျှက်စင်ပြီးရှိနေလို့ရတယ် ်ဒီအလင်းလေးကိုလျှက်စမီးကလှုပ်ပေးထားမှန်ပါဗျာဖန်တီးထားအဲလျှက်စမီးပြက်သွားတာနဲ့ဒီအလင်းကပြက်သွားမှာမှန်ပါဗျာအဲလျှက်စမီးရှိနေတယ်ဗျာအလင်းရှိနေတယ်လျှက်စမီးဟာအကြောင်းမှန်ပါအဲ့ဒါကိုပြောတော့မြတ်စွာဘုရားကဟောတာတော့အကြောင်းရှိနေအကျိုးရှိအကြောင်းမရှိတော့ဘူးဆိုရင်အကျိုးမရှိဘူးဆိုတော့မှန်ပါ infinity ဝါရမဟုတ်ဘူးခင်ဗျာမှန်ပါဗျာမှန်ပါအစားမရှိဆုံးရှိဒါမှားနေတယ်ပေါ့သူတို့ယူဆရင်မှားတယ်เนาะနောက်ထပ်မိကွန်းတစ်ခုကတော့ လေးသိန်ရှိနေကဘာသသိန်းဆိုတာလူတွေကပြောတာပြောနေကြပြီမဲ့ဘာမှမသိဘူးဖြစ်နေပါရှင်ဗျာလေးသိန်ရှိနေကဘာသသိန်းရဲ့အထိပ္ပာယ်အထိပ္ပာယ်ကိုအရှင်ဗျာရှင်းပြပြီးတော့မူပါဘုံဘုံတရားဟောတဲ့အထက်မှာအများကြီးရှင်းပြပါတယ်မှန်ပါဗျာလေးသိန်ချေလို့လေးအသိန်ချေဆိုတာကဘာနဲ့တွက်ပြီးတော့ပြောတဲ့စကားတစ်ခုပဲမှန်ပါဗျာအသိန်ချေရဆိုတာမရေမတွက်နိုင်အောင်ကြာညောင်းပြီးတော့မှတ်တမ်းမရှိတော့အောင် ကြာညောင်းတဲ့ အတိုင်းအတာတစ်ခုအတင်ခြေလို့ခေါ်တာ။ဘာကြောင့်လေးလို့ပြောရတယ်လဲဆိုလို့ရှိရင်ဂေါရမမြတ်စွာဘုရားအလောင်းဟာဒီပင်ကရာမြတ်စွာဘုရားရဲ့တက်ထက်မှာဗျာဒိတ်ခံခဲ့တယ်နော်။မှန်ပါဗျာမှန်ပါဗျာ။ဒီပင်ကရာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာဘုရားဆက်ပြတ်သွားပြီးကဘာပေါင်းဘလောက်ကြာတယ်ဆိုတာဟိုအရေးအတွက်သတ်မှတ်ချက်ကိုမရှိလောက်အောင်ကြာခဲ့တယ်။ဘုရားမဟုတ်ဘူး။ဒီပင်ကရာမြတ်စွာဘုရားနဲ့နောက်ပိုင်းမှာ နောက်ပွင့်လာတဲ့ဖုရားကကွန်တိညာဖုရားလို့ခေါ်တယ်။အဲဒီဒီပင်ကရာမြတ်စွာဘုရားနဲ့ကွန်တိညာဖုရားကြားမှာအရေးအတွက်မရှိတော့အောင်ကြာသည့်အတွက်ကြောင့်အဲ့ဒါကိုတစ်အသင်ချေလို့ယူဆ။နောက်တစ်ခါကွန်တိညာဖုရားပွင့်ပြီးတဲ့နောက်မှာလည်းပဲအခုလိုအခါမျိုးကြုံရတယ်။ဖုရားမပွင့်မယ်နဲ့လေ။မှန်ပါဗျာ။မင်္ဂလာဖုရားပွင့်တဲ့နောက်အဲ့ဒီဖုရားနဲ့ဆူကြားမှာလည်းပဲအရေးအတွက်ကိမဲ့လောက်အောင်ကြာကြောင်းလို့တစ်အသင်ချေ။ဖုရား24ဆူထဲမှာဒီ ဖရာတွေရဲ့အကြမ်းမှ၄ခါကြုံခဲ့တယ်အဲ့ဒါလို့မရေမတွက်နိုင်တော့အောင်အဲ့ဒါ၄ခါကြုံခဲ့သည့်အတွက်ကြောင့်၄အတ္တင်ချေလို့ခေါ်တာတင်ပါဗျာနောက်ဆုံးပွင့်တော်မူတဲ့ဘုရုမုဒ္ဒရာမြတ်စွာဘုရားအဲ့ဒီဟိုရင်းပေါ့ဘုရုမုဒ္ဒရာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာကျတော့ကဘာတသိတင်ပါဗျာအဲ့နောက်မှာဖရာကိုးစုလားဘလားလားပွင့်နေတယ်တင်ပါဗျာကောရဝဖရာဖရာရိခန္ဓာ24စုရှိတယ် ်ပါပါဘုရားပထမဥဒ္ဒရာမြတ်စွာဘုရားဒီကဘာကနေပြန်တွက်လိုက်ရင်ကဘာတသိန်းမြောက်မှာပွင့်တယ်ပါပါဘုရားအဲ့ဒီဘုရားရဲ့နောက်မှာတော့ရေတွက်လို့ရတဲ့ကဘာကတသိန်းရှေတွက်လို့မရတာက၄ခါကျုံနေလို့ဒီအသေးပဲမျိုးပြောတာအဲ့ဒါဆိုလို့ရှိရင်အသင်ချေဆိုတာတချို့လူတွေပြောသလိုတဲ့နောက်မှာ၃ညလုံး၁၂၀လောက်ဆိုတာမဟုတ်ဘူးအဲ့ဒါကခဏအသင်ချေပါပါဘုရားခဏအသင်ချေဒီဟာတော့ countless ပေါ့ပါပါဘုရားခဏနာတော့အသင်ခိယခဏနဲ့ရေတွက်လို့မရတဲ့အသင်ချေတာ မှန်ပါဗျာမှန်ပါတင်းတောင်တင်းချေဆိုတာ340ဆိုတာအဲ့ဒါတင်းပါဗျာဒါဟိုတဲ့ရတင်းချေပေါ့နော်တင်းပါဗျာဘုံဂိမ်းနဲ့တင်းချေပေါ့တင်းပါဗျာအဲ့ဒါဆိုလို့ရှိရင်ဖျားဖြစ်ဖို့အတွက်၄တင်းချင်းနဲ့ကဘာသိန်းကျင့်ရတယ်ဆိုတာဟုတ်ပါလားဗျာဟုတ်တယ်ဒါဖျားတဆူဖြစ်ဖို့ရမတမခဲနေဘာလို့တော့ဆိုရင်နိုင်ရှင်ကောင်းမနိုင်ရှင်ကောင်းစဉ်းစားကြည့်ပေါ့မှန်ပါဆရာဝန်တယောက်ဖြစ်ဖို့ပညာပဲနဲ့နေတင်ရတာအနည်းဆုံးတော့9နှစ်လောက်တော့တင်တင်ရအဲ့ဒါလို့ပေါ့ ဖျားဖြစ်ဖို့ဆိုတာတော့ကနေ့လုံးနဲ့ဖျားရမယ်ဆိုဖြစ်နေမှန်ပါဗျာအလုံးဟာဒီတည်ခြင်းမှုတွေတင်ကြမှုတွေဖျားဆိုတဲ့ပုဂ္ဂိုလ်လို့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာကနေ့ချင်းနဲ့ဖျားကဖြစ်သွားတဲ့ဆိုရင်ဒါမပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်နေမှန်ပါဗျာမှန်ပါဗုဒ္ဓရဲ့အဆိုအရဒီကဘာမှာဖျားငါးစုပွင့်မယ်လို့မှတ်သားဥပါတယ်ဒါပေမဲ့သိပ္ပံယနေ့မှတ်တမ်းများရဒီကဘာရဲ့တက်တန်းကတော့နှစ်ပေါင်း4.5ဘီလီယံတက်တန်းရှိပြီလို့သိရပါတယ်ဒါဆိုရင်ပွင့်တော်မူခဲ့တဲ့ဖျားလေးစုဟာ ပြီးခဲ့တဲ့နှစ်ပေါင်း4.5ဘီလီယံအတွင်းမှာပွင့်ထွန်းခဲ့တာဖြစ်ပါသလားရှင်ပြ။နောက်တစ်ခုကကြတော့နောင်ပွင့်မဲ့မျက်စောဖျားကရောဘယ်တော့လောက်မှပွင့်နိုင်မှာပါလဲ။လက်ရှိဖျားအလောင်းတော်ရောဘယ်ပုံမှာရှိနေနိုင်ပါလဲရှင်ပြ။ခုခေတ်လူတွေသိပ္ပံစကားတွေပြောတဲ့အတိုင်းအတာတစ်ခုကအလွန်နှဲပါတယ်မှန်ပါဗျာ။နော်ဒီကဘာကြီးကိုသူတို့ကဟို4.5ဘီလီယံလို့ပြောတာဟာ တို့ခမ်းမန်းပြီးပြောတဲ့စကားများပါဖြစ်တယ်မှန်ပါဗျာ4.5 billion နဲ့ရှေ့ကြတာကိုတို့တို့မသိနိုင်ဘူးမှန်ပါဗျာခမ်းမန်းပြောကြရမယ်ဆိုရင်ဒီကဘာမှာဘုရားငါးစုပွင့်တယ်ဆိုတော့ဟုတ်တယ်ဒါကြောင့်ဗတ္တကဘာလို့ခေါ်တယ်မှန်ပါဗျာဘာကြောင့်ဘုရားငါးစုပွင့်တယ်လို့ချွတ်တင်ပြီးတော့သိနိုင်တယ်လဲလို့ဆိုလို့ရှိရင်ကဘာဥကာလကဘာကြီးပြည့်စည်သွားပြီးတဲ့နောက်မှာကဘာကြီးကပြန်ပြီးတော့ရှင်ပြင်းကြီးကပြန်ဆတယ်မှန်ပါဗျာအာဂတာထဲမှာရှင်ပေါက်ကြီးတစ်ခု မိုးရေရွာတဲ့အခါမှာရေပေါက်ကြီးတစ်ခုတည်းဖြစ်လာတယ်။အဲ့မှာအပေါ်ကျော်ကတဖြည်းဖြည်းတင်းလာတဲ့အခါကျတော့ဒီကွာမြေကြီးဖြစ်လာတယ်ပေါ့။မှန်ပါဗျာ။အပူအေးရာသီဥတုကြောင့်ပြောင်းလဲမှုတွေပေါ့နော်။မှန်ပါဗျာ။ပြောင်းလဲမှုတွေအဲ့လိုပြောင်းလဲမှုတွေအရေပြင်းကြီးရှိနေတဲ့အချိန်မှာရေရှိရင်ကြာပေါက်တယ်ဆိုတဲ့အတိုင်းပဲကြာဘူးကြီးငါးဘူးပေါ်လာတယ်။မှန်ပါဗျာ။အထိမ့်မှန်အနေနဲ့ပေါ်လာတယ်။အဲ့ဒီငါးဘူးတဲမှာ ပရိခရာ၈ပါးပါတယ်လို့ဆိုတယ်ဒါဘုရားဘာသာကျမ်းစာအရနော်အဲ့ဒီပရိခရာတွေကိုမြမကြီးတွေပဲအဲ့ဒီအချိန်မှာရှိသေးတယ်လူသားတွေမပေါ်သေးဘူးမှန်ပါဗျအဲ့မြမကြီးတွေကယူပြီးတော့သူတို့တိမ့်ထားတယ်မှန်ပါဗျအဲ့လိုတိမ့်ထားပြီးတော့ဒီကဘာကြီးဟာဒီပျက်စီးသွားတဲ့အချိန်ကလည်းပဲအချိန်မောင်းမလောက်ကြရဲဆိုတော့ဘယ်သူမှရေတွက်လို့မရဘူးမှန်ပါဗျပြန်တီဆောက်နေတဲ့အချိန်ကတီဆောက်ပြည်သည့်ထီအောင်မလောက်ကြရဲဆိုတာမရှိဘူး အဲ့ဒါတွေကိုကပ္ပဣယံလို့ခေါ်တယ်။ပျက်စီးနေတဲ့အချိန်ပိုင်းကိုတံဝဋ္ဒကပ္ပပျက်စီးပြီးသွားတဲ့အချိန်ကိုတံဝဋ္ဒထာယီဒီလိုခေါ်တယ်။ပြန်တိဆောင်နေတဲ့အချိန်ကိုဝိဝတ္တပြန်တိဆောင်လို့ဟိုပြည်စည်းတည်ထအောင်ဝိဝတ္တထာယီလို့ဒီလိုအတိုင်းတာကြီးအလွန်ကြီးမားတဲ့နှစ်ပေါင်းများစွာကြာတဲ့အတိုင်းတာကြီးတစ်ခုဖြစ်တယ်။မှန်ပါဗျာ။အဲ့ဒီအတိုင်းတာကြီးတွေကိုကျွလွန်ပြီးတဲ့အခါမှာဒီကဘာဆာဖြစ်လာတာ။မှန်ပါဗျာ။ဖြစ်လာသည့်အတွက်ကြောင့် နှစ်တမုံများစွာ ရေတလူမရလောက်အောင်လူကနန်းနဲ့လက်လမ်းမမိလောက်အောင်ကြာပြီးတော့မှဒီကဘာပေါ်မှာလူရည်ရဲ့တက်တန်းဟာကဘာဥကလမှာလူရည်ရဲ့တက်တန်းဟာအသက်အသင်ခြေလောက်ထိအောင်ရှည်ခဲ့တယ်မှန်ပါဗျာကောင့်တလက်စ်ပေါ့ရှည်တွက်လို့မရလောက်အောင် ကိုယ့်ရဲ့ဒိတ်တော့ဘာကိုမသိနိုင်တော့ရှည်လျရတယ်လို့ပြောအဲ့ဒီကနေပြီးတဖြည်းဖြည်းလူရည်ရဲ့စိတ်နေသဘောထားလေးကြောင့်တက်တန်းတွေကပြန်ဆုတ်လာတယ် ြန်ဆုတ်လာတဲ့အခါမှာ၄000တန်းလောက်ထိအသက်တိုးလာပြီဆိုတော့ဒီဆုတ်တယ်ဆိုတာမနေ့ကတနေ့ကလို့မဟုတ်ဘူးနှစ်ပေါင်းများစွာအကြာကြီးမှန်ပါဗျာဆုတ်လာပြီးတော့မှနှစ်၄000နဲ့မှလူတွေရဲ့တတန်၄000နဲ့မှကကုတ္တနာမြတ်စွာဘုရားပွင့်တယ်မှန်ပါဗျာ၄000ကနေတဖြည်းဖြည်းဘုရားပွင့်ပြီးတဲ့နောက်ရောကြသွားပြီးဂဏိခိလို့ပေါ့လူတွေဟာအသက်တိုးလာတယ်ထိတဲ့တိုးတဲ့အခိမျိုးရောက်အောင်မယ်လို့ဆိုတယ်မှန်ပါဗျာဒါကြောင့်လို့ဆိုရင်လူတွေရဲ့ ရှင်နေနှလုံးနဲ့သိုးသွမှုတွေများလာမှန်ပါဗျာများလာတော့လူတွေအတိတဲ့သိချေပြည့်စေချအောင်မှန်ပါဗျာလူရဲ့တတဟာအလုံးကိုတူတောင်းတဲ့ခင်မျိုးရောက်လာပြီးတဲ့အခါလူတွေကပြန်ပြီးတော့ဟိုလူတွေရဲ့စိတ်တွေကစိတ်ပြောင်းကုန်တယ်လူတွေအများကြီးသိချေပြည့်စေသွားတဲ့အခါမှာကျင်နာစိတ်ကလေးတွေပေါ်လာတယ်အဲ့ဒီအကျဉ်းနာတနာတဲ့စိတ်ကလေးတွေမေတ္တာစိတ်လေးတွေကြောင့်လူတွေရဲ့အသက်ဟာပြန်ရှည်သွားမှန်ပါဗျာရှည်ပြီးတဲ့အခါခေါဏ မရေမတွက်နိုင်တော့အောင်ကြာညောင်းတဲ့တက်တန်းကိုရပြီးတခါပြန်ပြီးတော့လူတွေရဲ့တက်တန်းကပြန်ရော့ကြလာအဲ့ဒီပြန်ရော့ကြလာတဲ့ဖရာတဆူနဲ့တဆူချားမှဆိုရင်မြေကြီးကတိယုဇနာကြော်ကြော်လောက်မြင့်တက်သွားတယ်မှန်ပါဗျာတိယုဇနာကြော်ကြော်မြင့်တက်တယ်ဆိုကြတဲ့သူကဒီနှစ်နဲ့ပြောတာမဟုတ်တော့မှန်ပါဗျာမြေကြီးကမြင့်တက်တယ်ဆိုတာခဏိခေတ်မှာလည်းပဲရှေးဟောင်းပစ္စည်းကတူးဖော်ယူရတာမှန်ပါဗျာမှန်ပါဗျာမှန်ပါဗျာအဲ့မြေကြီးမြင့်တက်သွားတဲ့အခါနောက်မှာ နောက်ဖရာတဆုပွင့်တာဖရာတဆုတဆုချာဟာတော့ကိုချာမှန်ပါပါအဲ့တော့4.5 billion လို့ပြောလို့ပဲရမှာတကဘာလုံးမှန်ပါပါဖရာတဆုနဲ့တဆုချာကိုပဲနေဦးကြီးချာတာပေါ့မှန်ပါပါမှန်ပါထီကွားမြေကြီးကမပြည့်စည်သေးဘူးအဲ့ဒါလို့ပြန်ဆုတ်လာပြီးတဲ့နောက်မှာအနှစ်3သန်းတော့ရတဲ့အခါမှာကောဏကမနာဖရာပွင့်တယ်အဲ့ဒီဟာလေတခါပြန်ပြီးတော့လူတွေရဲ့အကျဉ်းစာရိတ္တစိတ်နေသဘောထားတွေပြက်ပြားလာတဲ့အခါနောက်ဆုံးမှာ အသက်တန်းနေတို့ပြီးသေးကြီးပြက်စီးတဲ့အဆင်ရောက်သွားပြီတခါပြန်တက်သွားမယ်တက်မှာပြန်အဲ့လိုတက်လိုက်ဆုတ်လိုက်သက်တန်းဟာဘယ်လောက်ကြာလဲဆိုရင်အကြာကြီးပဲပြောရမှာမှန်ပါဗျာအဲ့ဒီကတ်တစ်ခုတင်မယ်4.5ဘီလီယံကကြမှာကံပေါ့မှန်ပါဗျာအဲ့တို့လက်လက်မမိပါဘူးဒီဟာကတော့နော်အဲ့လိုတက်ကတ်ဆုတ်ကတ်ဖြစ်လာတာအခုလဲဂေါရမဘုရားပွင့်တာဟိုလူတွေရဲ့တရားတန်းမှာပွင့်တာအခုတရားတန်းနေရာတဲ့ပုဂ္ဂိုလ်ကဗဒမရှာသွားရပါဗျာ တဖြည်းဖြည်းလူတွေရဲ့တက်တန်းရောကြတာပဲနာရေးကြော်ညာကြည့်လိုက်ဆိုရင်60 80 90အဲ့လောက်မှအသေးများလာတယ်တော့ပဲဥယျာဉ်နဲ့ပြောမယ်ဆိုရင်နော်မှန်ပါဗျာလူတွေကသာပြောတာတော့ expectancy မှာတက်တန်းဘလောက်ရှိတယ်သူကတော့တက်တန်းတိုးလာတယ်လို့သာပြောတာအမေရိကန်လူတွေလည်းသိနာရေးကြည့်လိုက်80 90ပဲဒါပဲမှန်ပါဗျာမှန်ပါဗျာပမာပြပါလဲ80 90ပဲမှန်ပါဗျာသူကမှအရေးအတွက်အပြင်ပိုးရှိတယ်လို့ပေါ်ခြင်းပေါ်မှာပေါ့နော်သေတာတော့ဒီသေနေပြီပဲမှန်ပါဗျာမှန်ပါဗျာ အဲ့တော့တတန်းကတပြေးပြေးနောက်ဆနစ်တန်းဆိုတာထီအောင်ရောက်သွားပြီးတော့လူတွေဟာလူကမျိုးတုံးတော့အောင်ကိုတေချာကြ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 မှာပေါ့တင်ပါဗျာအဲ့ဒီကမှပြန်တက်လာမယ်ပြန်တက်လာပြီးတော့အသက်တန်းဟာအလုံးကိုကြာရှည်ပြီးတော့ခုနကမြေကြီးကဘာမြေကြီးဟာအထက်ကိုတိယုဇနာတိယုဇနာဆိုတာ၈မိုင်လို့လည်းပြောတယ်၁၂မိုင်လို့လည်းပြောတယ်ဒါကတော့အယူဆနဲ့နဲ့ကွဲတယ်နော်မှန်ပါ အိန္ဒိယမှာဆိုတဲ့ယူဇနာအတွက်နဲ့ပြန်ပြီးတော့အခုကီလိုမီတာနဲ့ပြန်တွေ့ရင်တော့အတိအကျရအောင်ရလိမ့်မယ်မှန်ပါဗျာတက်ပြီးတော့ပြန်ဆုတ်လာတဲ့အခါမှာလူတွေရဲ့အသက်၈000တန်းလောက်မှာနောက်ဖျားပွင့်မှာတင်ပါဗျာဒါအစားတွေမှာအလိုပဲဆိုတယ်မှန်ပါနော်နောက်ဖျားပွင့်မှာအဲ့လိုတက်ကကြောက်ကချားတွေကအကြာကြီးပဲမှန်ပါဗျာတို့တော့ကအဲ့နောက်ဖျားပွင့်ပြီးတဲ့အခါအခုလို့ဆုတ်ပြီးတော့မှဒီကဘာကြီးက မီးလောင်ပျက်စီးတာလည်းဖြစ်မယ်ရေမြောပျက်စီးတာလည်းဖြစ်မယ်အဲ့ဒါတစ်ခုတော့ပျက်စီးသွားမယ်လေထဲမှာပျက်စီးသွားတာလည်းဖြစ်နိုင်တယ်ပြက်ထားတော့ပျက်စီးသွားမှာပေါ့နော်နောက်ဖုရားကဘယ်တော့လောက်ပွင့်မှလဲလို့ဆိုတဲ့အခါမှာအခုလူတွေအလုံးဟာဆယ်နှစ်တန်းရောက်သွားပြီသိမယ်တမန်ပြန်အလုံးလူသားမျိုးနဲ့အခုခေတ်ကအဲ့ဒီပဲတာဆူးနေတာစဉ်းစားကြည့်လေဓာတ်နဲ့ခုန်သက်လို့ကတစ်ချိန်တည်းမှာဘယ်နှစ်ယောက်သိတယောက်စာနှစ်ယောက်စာပါ တနန်းနဲ့ပြစ်တတ်ရင်လည်းပဲဟုတ်တယ်မဟုတ်လားအမှန်ပါဗျာတလောတော့ကနေယူစီလိုက်မှဆိုတက်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 နဲ့လိုက်ပြင်တာမနေ့ရောက်ဖက်သေးတယ်ဆယ်ကနန်းရာကနန်းပါဗျာဆယ်ကနန်းရာကနန်းအနုပြုပုံချလိုက်ရင်ပေါင်းဝန်းလောက်ထိတင်နေတယ်အစွမ်းထက်တဲ့လက်နဲ့တွေသုံးမယ်သုံးရုံနဲ့မကဘူးဒီအစွမ်းထက်တဲ့လက်နဲ့တွေတိုးလောင်ထားတာက unknown cause ကြောင့်ကြောက်သွားမယ်ဆိုရင်ကဘာကြီးက exposition ဖြစ် blown ဆိုပြတ်သွားမှာပဲတေးချတာမှန်ပါဗျာမှန်ပါဗျာ ချက်ချင်းကြီးသေးသွားမှာပဲအကုန်လုံးမှန်ပါဗျာစမ်းတက်တဲ့လည်းနဲ့လူသားမျိုးတွေဟာခုနှစ်ရက်အတွင်းမျိုးတုံးသလောက်ဖြစ်သွားမှန်ပါဗျာအဲ့လိုမျိုးတုံးသွားပြီးတဲ့အခါမှာဒီကဒီလိုဖြစ်တာဟုတ်မှန်ပါဗျာအဲ့တော့နှစ်ပေါင်းများဆိုကြာပါလေမှန်ပါဗျာကိုယ်ရင်းနဲ့ပြောလို့မရပါဘူးကိုရောမျက်စောဖျားပွင့်သွားတာတောင်မှကိုနှစ်ပေါင်း2500 2600လောက်ပဲရှိသေးတယ်။မှန်ပါဗျာ။ဆရာပွင့်သွားတာ။ဟုတ်တယ်မဟုတ်လား။မှန်ပါဗျာ။ ဘယ်တော့ပွင့်မလဲဆိုရင်အခုကြကြပြီးရင်လူသားမျိုးတွေတိုးသလောက်ဒုက္ခရောက်ပြီးတဲ့အခါအသက်တွေပြန်ရှည်ဦးမှာရှည်ပြီးအသင်ခြေတန်းရောက်မှန်ပါဗျာအသင်ခြေတန်းရောက်ပြီးတဲ့အခါမှာပြန်ပြီးအသက်ဆုပ်လာတဲ့အခါမှာ၈00တောင်းရောက်လာအဲ့ဒီကြမှာပွင့်မှန်ပါဗျာလူတွေရဲ့တက်တန်းဟာ၈00တန်းထီအောင်တက်ရှည်လာအဲ့ဒီအချိန်မှာပွင့်တက်ပါဗျာဖះဟာတက်ကတ်ကိုမပွင့်ဘူးတဲ့တက်တဲ့အချိန်ပိုင်းကိုမပွင့်ဘူးလူတွေရဲ့တက်တန်းဆုပ်တဲ့အချိန်ပိုင်းမှာပွင့်တယ် တက်တဲ့အချိန်တွေကိုလူတွေကတရားသဘောပေါက်မှာမဟုတ်ဘူးမှန်ပါဗျာဆုတ်လာတဲ့အချိန်ပိုင်းမှာဒုက္ခဒုက္ခနဲ့ကြုံတဲ့အခါမှာတရားဟောလို့ရမှာဖြစ်တယ်မှန်ပါဗျာဒါကြောင့်မို့7000နဲ့တသိန်းအထက်ကြာလို့ရှင်လေဖះပွင့်လို့မရဘူးမပွင့်ဘူးတရားအောက်ကြာရရင်လည်းမပွင့်ဘူးမှန်ပါဗျာတရားအောက်ဘလုံးမပွင့်တာလဲဆိုလူတွေကခေါင်းမာသွားပြီပြောလို့နားမထောင်တော့ခဏခေတ်လူတွေတော့ဘလောက်ခေါင်းမာကုန်စဉ်းစားကြည့်ပေါ့နော်မှန်ပါဗျာ လောဘဒေါသမောဟတွေကြီးလာတဲ့အခါကျလူတွေကောင်းမှသွားပြောလို့နားမဝင်တော့မှန်ပါဗျာအဲ့ဒါကြောင့်မပွင့်ဘူးလို့အဲ့တော့နောက်ဖျားပွင့်တာခုနတက်ကတာပြီးပြန်ဆုတ်လာတဲ့လူသက်တမ်းနှစ်ရှစ်တောင်းမှ ပြောမယ်လို့ဗီဒီယိုနဲ့တွေ့ပြလို့လည်းမရဘူးတခါတော့နော်ဘာလို့ဆိုတက်တာကကြာတာမြန်တာလည်းရှိမယ်နေတာလည်းရှိမယ်သူပြောလို့မရဘူးနော်တယ်ပါ လက်ရှိဘုရားအလောင်းတော်ကတော့ဘယ်ဘုံမှရှိနေနိုင်တယ်လဲဆိုရင်ဘုရားအလောင်းတွေကတော့တုတ်တိတာဘုံမှာပဲရှိကြတယ်။နတ်ပြည်၆ထပ်တည်းကတုတိတာဆိုအမြဲတမ်းရှင်းတ်နေတဲ့စိတ်ချမ်းသာကိုချမ်းသာရှိတဲ့ဘုံမျိုးပေါ့နော်မှန်ပါဗျာရှင်းတ်နေတာအလွန်ကောင်းတယ်အခုလူတွေကမကြည်မနှက်တည်းအများကြီးဖြစ်နေတယ်ခွာမှန်ပါဗျာမှန်ပါအဲ့ဒါချမ်းသာတဲ့လူကလည်းမကြည်တတ်ဘူးမှန်ပါဗျာယာရုရှိတဲ့လူကလည်းမကြည်တတ်ဘူးယာရုမဲ့တဲ့လူကအလုံးကမကြည်နှက်မှုတွေများနေကြတယ်မှန်ပါဗျာ ခြေနှက်ပြီဆိုရင်လူတွေကဒုက္ခပေးမှာမဟုတ်တော့ဘူးလေမှန်ပါဗျာနောက်တစ်ခုကတော့ဖျားဟောရဲမှာပါတဲ့ကျွန်းကြီးလေးကျွန်းမြင့်မူတောင်ရဲ့ပုံသဏ္ဍာန်စัจ java ရာတို့ရဲ့အထိပ္ပယ်ကိုရှင်ဖျားရှင်းပြပြီးတော့မူပါမြတ်စွာဘုရားကတော့တရားဟောထားတာဘုံတွေ့ဘူးပိဋကသုံးပုံလို့ဆိုရက်ဖျားစကလုံးနဲ့ဖျားကိုယ်တိုင်ကအေးကျွန်းကြီးပဲနေရာမှာပါရှိတယ်ပဲနေရာမှာဒီလိုပုံသဏ္ဍာန်နေနဲ့ဟောတာမရှိပါဘူးမှန်ပါဗျာရှိဘူး အဲ့ဒါတွေနဲ့ဆက်နွယ်ပြီးတော့မြတ်စွာဘုရားက ရှိတယ်ဆိုတာတော့ကိုအတိုင်းအတာတစ်ခုရှင်းပြဖို့အတွက်ဟောတာတော့ရှိတယ်။ခုနဆုလနိကလောကဓာတုတုတ်ဆိုတာမနေ့ကပြောတာလို့ပေါ့နော်။မှန်ပါဗျာ။အဲ့လိုမျိုးတော့ဟောတာရှိတယ်။ကျွန်းဆိုတာကပြည်ပမမရေပတ်လေဝိုင်းလိုက်ရှိတယ်မြေကိုကျွန်းဟုခေါ်သည်မဟုတ်လား။မှန်ပါဗျာမှန်ပါဗျာ။အဲ့တော့ ပင်လေရှိလို့ရှိရင်ရေရေပြင်းနဲ့မြေပြင်းဟာကဘာမှာပဲအများတော့ရှည်ရများပါရှည်ရများတယ်အရေထဲမှာပေါ်ထွက်နေတဲ့အရာကိုကျွန်းခေါ်တာပဲမှန်ပါဗျာအဲ့အကြီးစားကြီးကလေးခုခဏခဏပြောမှဆိုတိုက်ကြီးတိုက်ကြီးလေးတိုက်တိုက်ကြီးဩစတြေးလျပါပိုင်တိုက်ကြီးငါးထိုင်မဟုတ်လားမှန်ပါဗျာခဏခဏပြောတာကျွန်းမြေကြီးတွေကိုပြောတာနော်မှန်ပါဗျာပြီးတော့ဒါတွေကလည်းပဲအချိန်ပိုင်းအားလျော်စွာပြောင်းလဲနေတာတွေရှိတယ်အစ်စ်ပေါ်လာတာလည်းရှိတယ် ပျောက်ကွယ်သွားတာတွေလည်းရှိတယ်ပေါ့နော်လက်ရှိထဲမှာဖျားဟောတဲ့ထဲရလို့မဟုတ်ဘူးပါဠိစာပေအထက်ကရာတီကနောက်ပိုင်းမှာဖော်ထားတာတွေတွေကတော့ရှိတယ်တင်ပါဗျာနော်ကျွန်းကြီးလေးကျွန်းကိုတောင်ကျွန်းမြောက်ကျွန်းမဲကျွန်းမြတ်စွာဘုရားကတော့နာမည်လေးတွေနဲ့တော့ဟောထားတာရှိပါတယ်မှန်ပါဗျာနော်ပုပ္ပဝီတီဟာအရှိကျွန်းကိုပုပ္ပဝီတီဟာတောင်ကျွန်းကိုသဗ္ဗုဒ္ဓိပအနောက်ကျွန်းကိုအပရခောယာနာမြောက်ကျွန်းကို ဥတ္တရာခုရုဆိုပြီးတော့အလုံးလေးလောက်တော့ဟောထားတော့ရှိတယ်ပေါ့မှန်ပါဗျာမြို့တောင်ရဲ့ပုံတရံတို့ပါတို့ကျွန်းကြီးလွန်ကျွန်းရဲ့ပုံတရံတို့ဒါမျိုးတော့ဖော်ပြီးတော့ဟောထားတာရှိဘူးမှန်ပါဗျာမှန်ပါရှိမှန်ပါဗျာစကြဝဠာတိုက်တတောင်းဆိုတာအခုလို့ကဝါမြေကြီးပေါင်းတောင်းချီရှိတဲ့ကနန်းနဲ့ဖွဲ့စည်းထားတဲ့အစုတစ်ခုကိုရည်ညွှန်းပြောတာပါမှန်ပါဗျာဆိုလိုတာစကြဝဠာတိုက်တတောင်းဆိုတာဖျားလောင်ဖွားတော်မူတဲ့အခါမှာတပြိုင်တည်းမြင်းကလေးရင်လောက်တဲ့ဟာမှန်ပါဗျာ နော်ဖွားတော်မူတဲ့အခါတော့ဖះလောက်နဲ့ပတ်သက်ပြီးတော့ဖះနဲ့ပတ်သက်ပြီးတော့တပြိုင်နဲ့ဖြစ်ပြင်းကလေးလှုပ်ချင်းဆိုတာကိုဖြစ်ပေါ်စေတဲ့စကြဝဠာကိုရည်ညွှန်းပြီးတော့တိုက်တောင်းလို့ပြောတာနော်ဇာတိခိအာနာခိဝိဒယခိလို့နေပေကြီး၃ရက်ရှိတယ်မှန်ပါဗျာမြတ်စွာဘုရားမွေးဖွားတဲ့အခါမှာတပြိုင်ဖះလောက်မွေးဖွားတဲ့အခါမှာတပြိုင်နဲ့ပြင်းကလေးတုံဟီးတာကိုတိုက်တောင်းလို့ပြောတာစကြဝဠာဘုံတစ်ခုတောင်းရှိတယ် နော်နောက်မြတ်စွာဘုရားရဲ့ဒီတရားဓမ္မတွေကိုမျက်နှိုးတဲ့ပုဂ္ဂိုလ်တွေရှိလို့မြတ်စွာဘုရားတရားရဲ့လက်ခံတာဒါကိုအာနာလို့ခေါ်တယ်အာနာခိတ်လို့ခေါ်တယ်မှန်ပါဆရာမြတ်စွာဘုရားရဲ့အဆုံးအမကိုလက်ခံတဲ့အတိုင်းအတာတစ်ခုကစက်ကြောင်လားဂရေတသိန်းလို့ပြောတယ်မှန်ပါဆရာနောက်တစ်ခါဝိသယခိတ်လို့ဆိုတော့မြတ်စွာဘုရားအာယုပြုတာကြတော့တသောင်းလည်းမကဘူးတသိန်းလည်းမကဘူးမရေမတက်နိုင်အောင်ဖြစ်လို့အဲ့ဒါကြတော့ အနန္တဆုံးပန်းချမရှိဘူးလို့ပြောတယ်မှန်ပါဗျာမှန်ပါဆက်ကြပါလားအနန္တဆိုအရိယမှန်ပါဗျာအာယုပြုလို့ရတာအနန္တမှန်ပါဗျာမြတ်စွာဘုရားရဲ့အကြောင်းကိုသိပြီးတော့ဖရာတရားတော်ကိုလက်ခံတယ်အရာကဘာခရီးတသိဆက်ကြပါလားခရီးတသိမှန်ပါဖရာလောက်မွေးဖွားတဲ့အခါတော့တော်ဆက်ကြဟောတဲ့အခါတော့ဖရာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကောင်းချီးပေးတဲ့အနေနဲ့ ဥပမာအာဝိသင်္ခါရလွတ်တယ်ဆိုရင်ဝမ်းနဲ့ချေကွဲတဲ့အနေနဲ့ငြင်းကလေးတုံဟီးတာတက်တော့မှန်ပါဗျာအဲ့လိုဆိုလို့ရနော်မှန်ပါဗျာမှန်ပါဗျာတပြည့်တော်တွေဆက်ကြော်လားတခုထက်မကရှိနိုင်ပါလားဘာလို့လဲဆိုတော့ဒီတခုတော်မှအဆုံးစမရှိကျေပြန့်တယ်လို့ဆိုကြတာပါဗျာအကယ်၍ဆက်ကြော်တာတွေတခုထက်မကရှိကြရင်လေအခြားဆက်ကြော်လာတွေမှာဖျားများပွင့်နိုင်ပါလားရှင်ဗျာအဲ့ဆက်ကြော်လာအနန္တဆက်ကြော်လာတိပရိဆိုတာခုခေတ်လက်ခံနေပြီ ဆန်ကြဝလာဟာတခုမကရှိတယ်ဆိုတာသိပ္ပံဆရာလေးလက်ခံနေကြတယ်ပေါ့နော်မှန်ပါဗျာတခြားဆက်ကြဝလာမှာကောဖျားပွင့်နိုင်ပါသလားဆိုတဲ့အယူဆကြတော့ပါဠိစာပေအယူဆပြောရမယ်ဆိုရင်တခြားဆက်ကြဝလာမှာဖျားပွင့်နေလို့မဆုံးဒီဆက်ကြဝလာတခုပဲဖျားပွင့်နေမှန်ပါဗျာဘာကြောင့်ပွင့်တော့ဆိုလို့ရှိရင်တော့ဒါဟာ ဘဟုအချက်ချဆိုတော့လောကမှာရှိကောင်းရှိလိမ့်မယ်အကြောင်းတစ်ခုတော့ရှိနေပဲဖះပွင့်နေဆိုရင်ဖွင့်နေအကြောင်းတစ်ခုရှိတယ်အဲဒါကြောင့်မို့တခြားဆက်ကြောင်လာမှာဖះပွင့်နေဆိုတာမရှိဘူးဒီဆက်ကြောင်လာမှာပဲပွင့်နေလို့ပဲမှားရမှာပဲဒါတင်ပါဗျာတချို့ကိစ္စတွေကယုံကြည်ခြင်းနဲ့ပဲလက်ခံရတာရှိတယ်မှန်ပါဗျာမှန်ပါဗျာမှန်ပါဗျာနောက်မိကုန်းတစ်ခုကယဟန်းများဟာသူတို့ရဲ့အလှူရခံငွေကိုကိုကျိုးအတွက်သုံးဆွဲခွင့်ရှိပါသလားဥမာအဖြစ်တပိတ်ဝယ်ရာတို့တင်ငန်းဝယ်ရာတို့ အတွက်သုံးဆက်ခွင့်ရှိပါသလားတီလာရှင်များရောဘာကြောင့်စွန်းခံမကြွတာလဲတီလာရှင်များဘာကြောင့်လူများကိုတရားမဟုတ်ရပါလဲရှင်ပြအမေကောင်ကတော့အကောင်လုံးမမှန်ကန်ဘူးသူကလက်ရှိအမြင်ကိုချိန်ပြီးတော့မေးတာဖြစ်နေတယ်နော်ရားများဟာအလူခံအလူရအလူခံရငွေကို ကိုချိုးအတွက် သုံးမစမ်းလည်းရှိတယ်ဆိုတော့ဒီငွေနဲ့ပတ်သက်လို့ကတော့ ရှမ်းနေရဝီနီစီကန်နဲ့ပြောမယ်ဆိုရင်ငွေကိုတက်ရအလှခံခွင့်မရှိဘူးမှန်ပါဗျာငွေကိုတက်ရအလှခံခွင့်မရှိတော့ဒီငွေကဖြစ်ပေါ်လာတဲ့အလိုရှိရပစ္စည်းလေးပါလို့ဆိုတော့ခေါင်းစိမ့်နဲ့အလှခံလို့ရမှန်ပါဗျာဒီဘက်ဆံကိုရန်ဒီဘုန်းကြီးကလှူပါတယ်ဆိုရင်ဘုန်းကြီးကလက်ခံခွင့်မရှိဘူးဥပရိယပြောတာနော်မှန်ပါဗျာလက်ခံတာလက်မခံတာဒါမဆိုင်ဘူးမှန်ပါဗျာနိုင်ငံတစ်နိုင်ငံမှာလည်းပဲဥပရိတော့ရှိတယ်မလိုက်နာတာတွေကအများကြီးပဲရှိတယ်လေမှန်ပါဗျာ အဲ့တော့ယဟန်ဆိုလို့ရှိရင်ငွေကိုတိုက်ရဲ့လက်ခံကိုမရှိဘူးခုနကလိုရှင်ပြားအလူရှိတဲ့စာအုပ်သုံးမဟုတ်ပါပဲဖြစ်ဖြစ်အသုံးကြဖို့ဒီဒီငွေကြေးရဖြစ်ပေါ်လာတဲ့ပစ္စည်းကိုလှူပါတယ်ဆိုလို့ရှိရင်ဒါယဟန်လက်ခံကိုရှိတယ်မှန်ပါဗျာလက်ခံဝင်ရှိတယ်လို့သူ့ကိုလှူထားတာဖြစ်တော့ကြောင့်သူကိုကျိုးအတွက်သုံးတော်ငွေရှိတယ်မှန်ပါသူသူလိုရှိရတဲ့အရာတစ်ခုကိုသုံးပြုခွင့်ရှိတယ်မှန်ပါဗျာနော်ကိုယ်ပိုင်ပစ္စည်းဖြစ်သွားလို့သုံးခွင့်ရှိပါတယ်မှန်ပါဗျာ ီလရှင်များကဘာကြောင့်ဆွမ်းဟင်းထမင်းမခံရတာလဲဒါ tradition နဲ့ဆိုင်တယ်မှန်ပါဗျာတီလရှင်ဆိုတာကဘိက္ခုနီတွေကွဲပြောက်သွားတဲ့အခါမှာအမျိုးသမီးတွေကဒီသာသနာ့ဘောင်ဝิญဉ်တဲ့အခါမှာတီလရှင်ဘုရားတီလရှင်ဖြစ်တယ်ဆိုတာဘာမှသိမကြသေးဘူးပမပြေမှာမှန်ပါဗျာဘုန်းဘုန်းတို့ငယ်တော်ကတောင်းပါပဲတီလရှင်ကိုတွေ့ချင်းမင်းကုန်းတို့စကိုင်းတို့မှာပဲရှိတယ်မှန်ပါဗျာနော်ပြီးတော့နိဗ္ဗိဏပြိနိဗ္ဗိဏတော်ရအဲ့မှာပဲရှိတယ် မှန်ပါဗျာတဲ့နေရမှာသီလရှိမရှိဘူးမှန်ပါဗျာအခုခေတ်မှာပုံများလာတာမှန်ပါဗျာအဲ့တော့သီလရှင်ဆိုတာရှေးခေတ်ကသတင်းသုံးလို့လည်းခေါ်လာတယ်သတင်းသီလို့လည်းခေါ်တယ်ဝါရတွေပြောင်းလာမှန်ပါဗျာအထူးသဖြင့်တော့အမရပူရခေတ်တူမန္တလေးခေတ်တူလောက်မှသီလရှင်ကပို့ပြီးတော့ထင်းထင်းရှားရှားဖြစ်လာတာမှန်ပါဗျာအဲ့တော့သီလရှင်ဆိုတာ၈ပါးသီလသုံးဖို့၁၀ပါးသီလထင်းထင်းရှားရှားကြတယ်မှန်ပါဗျာ ထင်းထင်းရှောင်းရှောင်းတဲ့အခါမှာဥပုသ်တယ်လို့ပဲသူတို့ဥပုသ်ရဲမှာဥပုသ်ဆောင်ပြီးတော့ကိုယ်တိုင်ချက်ပြုတ်စားကြတာဖြစ်တယ်။မှန်ပါဗျာ။ဟိုဘိက္ခုနီတွေဒါဆွန်းကိုယ်တိုင်ချက်ပြုတ်စားခွင့်မရှိလို့ဆွန့်ခံကြတာ။တိရရှင်ကတော့ဝုတ်ကလေးကသူတို့ဟာဥပုသ်တယ်သဘောမျိုးဆိုတော့ဆိုင်ဟင်တမင်းဆွန့်ခံစားရတဲ့ဆိုအလေးထားဘာမှပြင်မှာမရှိဘူး။တခြားနိုင်ငံမှာလည်းမရှိသလောက်ပါပဲ။ဘုရားရှင်လက်ထက်မှာကြာသူတို့ဘယ်လိုစားပါ့။ဘုရားတိရရှင်မရှိဘူးဘုရားလက်ထက်က။ တင်ပါဗျာအမျိုးသမီးဘိက္ခုနီပဲရှိတယ်တင်ပါဗျာအဲ့ဘိက္ခုနီတွေကဒီစီကန်းနဲ့မဟုတ်ဘူးတင်ပါဘုရားဓမ္မတင်ကြတဲ့စီကန်းနေရှိတယ်တင်ပါဗျာသူကဒီသီလရှင်ကကိုက၈ပါးသီလပဲများတယ်နိတင်ပါဗျာ၈ပါး၁၀ပါးဒါပဲရှိတယ်အဲ့တော့ပုံစံချင်းမတူပုံစံချင်းမတူတော့မြတ်စွာဘုရားကသီလရှင်တွေပေါ်မှာဘာဥပဒေမှပြည့်ညတ်ခဲ့တာမရှိဘိက္ခုနီသာပြည့်ညတ်တာဟုတ် သူတော်ဘေကုဏီကွယ်ပြောက်သွားမှနောက်မှပေါ်လာတဲ့အဖွဲစီတစ်ခုကိုမှန်ပါဗျာမှန်ပါဗျာမှန်ပါဗျာတိရရှင်များကဘာကြောင့်လူများကိုတရားမဟောရတာပါလဲဟောပါတယ်မဟောရဘူးလို့တားမြစ်ထားရလည်းမရှိပါဘူးမှန်ပါဗျာနော်မှန်ပါဗျာနာကျင်တဲ့လူရှိရင်ဟောမှာပေါ့ဟောတဲ့နေရာတွေလည်းဟောနေပါတယ်မှန်ပါဒါပေမဲ့လို့ဒီသူတို့ကိုဘုန်းကြီးတွေတို့များများစားစားတရားဝတ်ပြင်တာတော့မရှိဘူးပေါ့နော်မှန်ပါဗျာမှန်ပါဗျာမရှိတော့ဒီဒါကတော့ tradition နဲ့လူတွေရဲ့အလေးအထားနဲ့ပဲသက်ဆိုင်ပါတယ်မှန်ပါဗျာခုခေတ်တောင်မှပဲကြွရတာအမျိုးသမီးတမတာဖြစ်တဲ့ဟာနဲတယ်မဟုတ်လားတမပါဗျာမှန်ပါဘုန်းကြီးချုပ်လည်းအမျိုးသမီးကနဲသေးတယ်နဲပါဗျာမှန်ပါတော့အဲ့ဒါမျိုးလိုပဲပေါ့ဒါစဉ်းစားနေစဉ်းစားဖို့ရပါတယ်မှန်ပါဗျာမှန်ပါဒါပိတ်ပင်ထားတာမဟုတ်ပါဘူးမှန်ပါဗျာရသော်ရလည်းမဟောရဘူးလို့မဟောပါတယ်မှန်ပါဗျာတရားရှင်တွေလည်းဟောတယ်မှန်ပါဗျာသူတို့စီမှာရောက်လာရင်သူတို့ဟောကြတာပဲ